တရုတ်နိုင်ငံမှာရှီကီတုံးကဝါနယ်ဆက်ကူလုတ်ခဲ့တယ်ဆိုတာသိသိပါသလားပြီးတော့အဲ့ဒီလက်မှုပညာဟာအခုဒီဆက်လက်ရှင်တန်နေတုန်းပါပဲပထမဆုံးအနေနဲ့လုံသမားတွေဟာဝါတော်တဲကိုသွားပြီးအမားဆုံးဝါယိုးတွေကိုခုတ်ထစ်ကြပါတယ်ပြီးရင်အဲ့ဒီဝါတွေကိုတောင်အောက်ကအလုံယုံစီကိုရှော့ချလိုက်ရပါတယ်နောက်တော့အပြင်ဘက်ကအစိမ်းအောင် အခွန်လွှာကိုဓာတ်နဲ့ခွာချပြေးရပါတယ်အကယ်၍အစိမ်းအောင်အခွန်လွှာသာကျန်ခဲ့ရင်ဆက်ကူကကျန်းနှန်းပြီးတော့ကျုပ်ပဲ့လွင်နိုင်ပါတယ်နောက်ခုကတော့ဝါရီကိုဖြန့်ခင်းပြီးအချက်ပြားတွေပြည့်အောင်လို့ထုချေလိုက်တာပါပြီးရင်ရေထဲမှာရပောင်းများစွာစိမ့်ထားပါတယ် ဒီလိုလိုချင်းအပြင်ဝါရုတွေကပျောက်သွားပြီးအချင်းပေါက်ချင်းလုပ်ငန်းဟာစတင်ပါတယ်။ဝါတွေကိုအချက်တိတိလေးတွေအဖြစ်ခုတ်ထည့်ပြီးထုံးရီထဲမှာထပ်မံစိန်ထားပါတယ်။ထုံးကဖျောင်းကော်နဲ့အယောင်တွေကိုဓာတ်ပြုတ်ကွဲစေတဲ့အတွက်ဝါမြင်တွေလုံးဝပျော့ပြောင်းသွားပါတယ်။ဒီစီးပြီးတဲ့နောက်ဝါတွေကိုကြီးမားတဲ့တန်အိုးကြီးတွေထဲကိုထည့်ပြီးဝါမြင်တွေပျက်စီးပြုတ်ကွဲသွားတဲ့အထိအပူချိန်မြင့်မြင့်နဲ့ပြုတ်ပါတယ်။အဲ့ဒီနောက်မှာတော့အလုသမားတွေဟာပျော့သွားတဲ့ဝါတွေကိုတောက်တုံးကုရိယာတွေနဲ့အချင်းချင်းကြိတ်ချေပါတယ်။ပညာရှင်တယောက်ကဝါမြင်နဲ့ပြင်ပါတဲ့ဇာကားကိုပျော့ဖက်တဲ့ကိုနှိပ်ပြီးနှင်းသားသွားနဲ့လှုပ်ခါလိုက်ပါတယ်။ ပြီးရင်စကားကိုဆက်ထုတ်လိုက်တဲ့အခါမှာရေတွေကအစည်းအင်းသွားပြီးအမြင်ပါလှော်လဲအလွားတစ်ခုကျန်နေခဲ့ပါတယ်။အရာဟာစကုကြဲရဲ့အစပါပဲ။ဖိနေပြီးအချောက်ခံပြီးနေရောင်ထဲမှာလှမ်းလိုက်တဲ့အခါမှာအရာဟာအစဲအမှန်ဝါစကုအဖြစ်ပြောင်းလဲသွားပါတယ်။ဒီစကုဟာပေါ်ပါပေမဲ့ခန့်ခန့်ပြီးတော့မင်းတွေဟာသူ့အပေါ်မှာလှပစွာနဲ့စီစဉ်ပါတယ်။ဒါကြောင့်လေးလှရေးခြင်းနဲ့ပကြီဆွဲခြင်းအတွက်လူကြိုက်များတဲ့အရာတစ်ခုဖြစ်လာပါတယ်။